မြတ်စွာဘုရားရဲ့အဆုံးအမတရားဆိုလားနာယုံနဲ့မပြီးဘူးကြားနာပြီးတဲ့နောက်မှာမှတ်သားထားမယ်မှတ်သားထားပြီးတော့လေးလံဆင်ခြင်သုံးသပ်ရမယ်အဲ့ဒီနောက်မှာလိုက်နာကျင့်သုံးမှုပြုရမယ်အဲ့ဒီကြားရမှာအကျိုးတရားကိုဖြစ်ထွန်းစေတာဖြစ်တယ်ပေါ့ဒါတဝဆတာမနတာတုပ်ပတိမနတာ မြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောထားတာရှိဒါတာရှင်တဲ့နှလုံးထဲမှာမှတ်သားထားရမယ်ရှင်တဲ့နှလုံးထဲဖတ်သားထားပြီးတော့စိတ်နဲ့တရေစေမနတာနုဖိခိတာစိတ်နဲ့ဉာဏ်စီတွေ့တော်ကြည့်ရှုရမယ်ဒိဋ္ဌိယသုပတိဝိဒါအတိညာနဲ့ထိုးရင်းသိပြီးလောကံဆောင်ရွက်ရမယ်လို့ က်ဆောင်ဘုရားရဲ့အဆုံးအမတွေဟာဒီတိုင်းပဲလမ်းညွှန်ထားတာဖြစ်တယ်။ရှေးဥစွာကြားနာပြီးမှတ်သားထားမှတ်သားထားပြီးတော့စဉ်ဉေစဉ်းစားစဉ်ဉေစဉ်းစားပြီးလက်တွေ့အကောင်အထည်ဖော်နိုင်မှသာကောင်းညိုချမ်းသာဆိုတာဖြစ်ထွန်းမှာဖြစ်တယ်နော်။တော့ဒီဘုရားကောင်းညိုချမ်းသာရဖို့အတွက်ဘာတွေရေးကြည့်တယ်လဲဆိုအင်တမရိုးရိုးရှင်းရှင်းပဲမြတ်စွာဘုရား ကြီးပွားတိုးတက်မှုအတွက်ဟောကြားထားတာရှိအချက်၄ချက်ဒိဋ္ဌဓမ္မဟိတဒိဋ္ဌဓမ္မဒုက္ခဒိဋ္ဌဓမ္မဆိုတာအခုလက်တွေ့ကြုံတွေ့နေရတဲ့မျက်မှောက်ဘဝလူတိုင်းလူတိုင်းကိုယ်တိုင်းကြုံတွေ့နေတဲ့ဘဝဒိဋ္ဌဓမ္မလို့ခေါ် ဘုန်းကြီးတို့တွေဒိဋ္ဌဓမ္မဆိုရင်လက်ရှိဘဝကို ရထားကြပြီအဲ့ဒီလက်ရှိဘဝရဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အခြေအနေကောင်းတွေအကြောင်းတရားတွေကဘာတွေလဲသိဖို့လိုအပ်တယ်ဒိဋ္ဌဓမ္မဒုက္ခလက်ရှိဘဝမှာချမ်းသာဖို့ဆိုတာဘာတွေလှုပ်ဆောင်ရမလဲဆိုတာရသော်ဗျာကရှင်းလင်းဟောကြားတာဖြစ်တယ်စတ္တရောမီ ပြက္ခပစ္စဓမ္မာကုလပုတ္တတဒိဋ္ဌဓမ္မာဟိတာယဒိဋ္ဌဓမ္မာဒုက္ခယသံဝတ္တိဟောဒီအချက်၄ချက်ဟာတဲ့လက်ရှိဘဝမှာအခြေအနေကောင်းစေတယ်လက်ရှိဘဝမှာချမ်းသာဒုက္ခရစေတယ်အဲ့ဒီအခြေအနေကောင်းမှုအတွက်လိုက်နာကျင့်သုံးရမယ်အချက်၄ချက်မပြတ်မကွက်လိုက်နာကျင့်သုံးပြီဆိုရင်တော့ ဟိတကိုဖော်ဆောင်သည့်အတွက်ဒုက္ခဆိုတာရတယ်ဟိတဆိုတာအခြေအနေကောင်းကိုပြောတာအကျိုးစီးပွားလို့မြန်မာလိုပြန်လေးရှိတယ်အကျိုးစီးပွားဆိုဒီမှာအကျိုးတရားရဲ့အကြောင်းလို့ဒီလိုဆုံးလို့ပေါ့အကျိုးရဲ့စီးပွားဆိုအကျိုးတရားကိုဖြစ်ထွန်းစေတတ်တဲ့အခြေအနေကောင်းတွေဟိတဒါကြောင့်ဒုက္ခကာရဏဟိတ ဒုက္ခကာရဏံချမ်းသာခြင်းအကြောင်းတရားဟာဟိတံဟိတပဲတတဖလံဒုက္ခအဲ့ဒီဟိတရှိမှဒုက္ခဆိုတာဖြစ်လို့ဟိတရဲ့အကျိုးကျေးဇူးကြတော့မှဒုက္ခလို့ဒီလိုစပေကျမ်းကမှာဟိတနဲ့ဒုက္ခတွဲဖက်ပြီးတော့ပေါ်ပြလေရှိတယ်ပေါ့အဲ့ဒါကြောင့်ဟိတဆိုဒီမှာ အခြေအနေကောင်းတစ်ခုမိမိကိုယ်တိုင်ကလှုပ်ဆောင်ယူရမှာဖြစ်တယ်။ဒုက္ခဆိုတာလှုပ်ဆောင်ယူလို့မရဘူး။ဟိတရှိပြီဆိုရင်ဒုက္ခဆိုတာလာတယ်။ဒီလိုဆိုလို့ဟိတကိုလှုပ်ရမှာဖြစ်တယ်။ဟိတကိုလှုပ်မှဒုက္ခဆိုတာရ။အဲ့တော့ဖျားပွင့်တယ်ဆိုတာဟိတဒုက္ခအလုံးကဖျားပွင့်တယ်လို့ဆိုကြတဲ့အချက်။ရသော်ဗျာအခြေအနေကောင်းနေ ဖြစ်ပေါ်စေတယ်ခြေနေကောင်းတွေဖြစ်ပေါ်စေတယ်ဆိုတာဒီလောက်ကလှုပ်တဲ့နဲ့ဒီလောက်ကမလှုပ်တဲ့ဘူးလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာ ခွဲခြားဟောကြားတာဟာခြေနေကောင်းကိုဖြစ်ပေါ်စေအကယ်၍ဒါဘုရားမပွဲ့မှုဆိုရင်လှုပ်တဲ့နဲ့အရာမလှုပ်တဲ့နဲ့နေရာခွဲခြားမသိဘူးကုသိုလ်နဲ့အကုသိုလ်ခွဲခြားမသိဘူးမသိသည့်အတွက်ကြောင့်လွယ်မှားစွာ ပြုလုပ်ခြင်းဖြစ်ကောင်းကျိုးချမ်းသာတွေက ဆုံးရှုံးပြီးတော့မကောင်းတဲ့ဆင်းရဲဒုက္ခတွေနဲ့ပဲဆုံးကြုံကြတာဖြစ်တယ်။ကုသိုလ်ထင်ပြီးတော့အကုသိုလ်တွေလှုပ်တယ်အကုသိုလ်ထင်ပြီးတော့ကုသိုလ်မလှုပ်ဘဲနေတယ်ဆိုတာမျိုးတွေဖြစ်ပေါ်လာ။အေးမြတ်စွာဘုရားကတော့ရှင်းရှင်းကြီးဟောတာလေ။ဒါကလုံးရမယ်ဒါကမလုံးရဘူး။ဒါကဆင်းရဲတဲ့အကျိုးကိုပေးတယ်ဒါကကောင်းကျိုးချမ်းသာကိုပေးတယ်ဆိုတာဆိုင်းရဆိုင်းရအကျိုးတွေအတွက် စစ်မှန်တဲ့အကြောင်းတရားတွေဟာရှိနေပြီးသားပဲဖြစ်တယ်။သို့သောဉာဏ်မြင်နေနေတဲ့သရဝါရီဖို့ဒီဟာအကြောင်းတရားအစစ်မှန်တွေမြင်နိုင်စွမ်းမရှိအဲ့ဒီမြင်နိုင်စွမ်းမရှိတာမြတ်စွာဘုရားဟောကြားဆုံးမှာဘုရားကိုကိုးကွယ်တယ်ဆိုတာလေအဲ့ဒါတွေကိုသိရှိနားလည်ဖို့မြတ်စွာဘုရားရဲ့အဆုံးအမကိုရရှိဖို့ကိုးကွယ်အားထားကြ ဘုရားကိုကိုးဝဲခြင်းရဲ့ရည်ရွယ်ချက်အစ်စ်ကလှုပ်တင်တာနဲ့မလှုပ်တင်တာသိဖို့ကုသိုလ်အကုသိုလ်သိဖို့အဲ့ဒါကိုးဝဲရခြင်းပဲဖြစ်တယ်ပေါ့ဒါကြောင့်ဘုရားဆောဘုရားဟောတယ်မြတ်မောဘုရားမှာအခြေအနေကောင်းနေဖော်ဆောင်နိုင်ပြီးချမ်းသာဒုက္ခကိုဖြစ်ပေါ်စေနိုင်တဲ့အချက်၄ချက်ရှိတယ်တဲ့အဲ့ဒီအချက်၄ချက်ကိုမှတ်သားနိုင်ကြရမယ်လို့ဒီလိုဆိုတော့ အဲ့ဒီအချက်၄ချက်ဆိုတာတုတ်တန်နှစ်ခုလုံးမှာမြတ်စွာဘုရားနံပါတ်၁ဥထာဏတံပရာဥထာဏဆိုတာအရာရာမှာတက်တက်ကြွကြွလုံလဝိရိယနဲ့ပြည့်စုံတာဟုဆိုလိုတယ်ဘယ်ကိစ္စပဲလုံလုံလုံလဝိရိယရှိရမယ်လို့လုံလဝိရိယနဲ့ပြည့်စုံရမယ်မြတ်စွာဘုရားကဖော်ညွှန်းပြီးတော့ထားတယ်ကိုယ်ပါနဲ့အသက်မွေးဝမ်းကြောင်းလုံးတည်း ကိုသက်မွေးဘဝကြောင့်လုတ်တဲ့အလုမှန်သမျှကိုဟာတက်တက်ကြွကြွလုတ်ဖို့လိုအပ်တယ်ဆိုပါစို့ဖះလက်ထက်ကအသက်မွေးဘဝကြောင့်လုတ်တဲ့အလုတွေနဲ့ပတ်သက်ပြီးဖော်ပြထားယတိကတိယာထွန်ရက်စိုက်ပျိုးတဲ့အလုနဲ့အသက်မွေးတာလားယတိဝါနေဆာယကုံရောင်းဝယ်ကုံတဲ့အနေနဲ့အသက်မွေးတာလား ။ဘာနဲ့အသက်မွေးတယ်လဲ။ကိုယ်အသက်မွေးဝမ်းကြောင်းဟာဘာနဲ့အသက်မွေးတယ်လဲ။ယတိအိတ်တတိနာ။နော်ရှေခိကဒီမြပြစ်တဲ့လုပ်ငန်းနဲ့အသက်မွေးတာလားယတိသာသပေါ်ရိတ္တ မေမှုတံအနေနဲ့တမွေးတာလား။ပေါင်းလိုက်မယ်ဆိုရင်တော့စာပြေရေးလုပ်ငန်းနဲ့တမွေးတာရှိတယ်၊ကိုရောင်းကုံဝယ်နဲ့တမွေးတာရှိတယ်။ဒီမေမှုထမ်းတဲ့အသက်နဲ့မေမှုထမ်းတာနဲ့တမွေးတာရှိတယ်၊ဝန်တန်းအနေနဲ့တမွေးတာရှိတယ်။လေးသမားအတက်၊များသမားအတက်တွေနဲ့တမွေးတာရှိတယ်။ နောက်ဘယ်အတတ်ပညာနဲ့ပဲဖြစ်ဖြစ်လောကမှာအတ္တမွေးဝမ်းကြောင်းမှုတွေရှိအဲ့ဒီအတ္တမွေးဝမ်းကြောင်းတဲ့ကိုယ်တ္တမွေးတဲ့ဘာနဲ့ပဲအတ္တမွေးမွေးကိုယ်လုံးတဲ့အတ္တမွေးဝမ်းကြောင်းမှာတက်ခေါ်လိမ္မာကျွမ်းကျင်ရမယ်ကျွမ်းကျင်မှုရှိရမယ်လို့ဆိုလိုတယ်ဘယ်နည်းနဲ့အတ္တမွေးမွေးအတ္တမွေးတဲ့နေရာမှာ ကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးကြံ့ကျင့်အောင်ခရီးဆိုင်ရမယ်ဒါနံပါတ်1ကြံ့ကျင့်ရုံနဲ့မပြီးဘူးလူကလည်းတက်ကြွပြီးစ조사အထောက်မှုကလည်းလိုအပ်တယ်ဒါကြောင့်မို့အနာလက်သုံးပြည်ရစိတ်မရှိရဘူးလိမ္မာကြံ့ကျင့်ပြီးတက်တက်ကြွကြွလှုပ်ဆောင်ထားရမယ်အဲ့တော့ကြံ့ကျင့်ရုံ ကြိုးစားရုံနဲ့ရောပြီးသလားလို့ဆိုမပြီးဘူးလိုအပ်ချက်ကဘာတော့ဆိုတတ္တရုပါယာယဝိမန္တာယသမဏဂတောဥပါယဝိမန္တာဆိုတာနိပညာကိုခေါ်တယ်ဘယ်လိုလုပ်ရင်အောင်မြင်ကြည့်ပွားနိုင်တယ်ဆိုတဲ့နိပညာစနစ်တည်းအဲ့ဒီနိပညာနဲ့လည်းပြည့်စုံအောင်မယ်ဆိုလိုတာကကြိုးစားဆိုတဲ့အထက်မှာ လုပ်ငန်းကြံကျင်မှုဇွဲကောင်းမှုနိပညာထက်မြက်မှုဆိုတာဩနိပညာရှိမှုဒါအဲ့ဒါမှအရေးကြီးတာပေါ့နော်နိပညာရှိတဲ့သူကတာသွားတော့ဥပမာစိုက်ပျိုးရေးလုပ်တယ်ဆိုတာစိုက်ပျိုးရေးလုပ်တာတာမန်တမေယိုးချစိုက်ပျိုးတာတဲ့နိပညာနဲ့စနစ်တကျစိုက်ပျိုးတဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့ ထွက်တိုးတယ်အကျိုးပူရတယ်။တာမန်ဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ကဒီလောက်ထိအောင်ဖွံ့ဖြိုးတိုးတက်မှုမရှိဘူး။ဒါကြောင့်မို့ဒီကနေ့ကဘာမှာနီးပညာဆိုတာကိုသင်ယူနေကြ။စိုက်ပြိုးရင်လည်းစိုက်ပြိုးတဲ့နီးပညာဆိုတာရှိတယ်။အဲ့တော့နီးပညာလည်းရှိရမယ်၊လုပ်ငန်းကြံ့ကျင့်မှုလည်းရှိရမယ်၊ဆွဲကောင်းမှုလည်းရှိရမယ်။အဲ့ဒီလိုလုပ်မှာလှုပ်တိုင်းတော့ကြိုးစားပြီမဲ့လို့ကြိုးစားတာ။ ဒီကြံ့ကျင်မှုတွေဇွဲကောင်းမှုတွေဤပညာတွေနဲ့ပံ့ပိုးမှအောင်မြင်ကြီးပွားနိုင်တယ်အဲ့တော့ဘယ်နိုင်ငံပဲဖြစ်ဖြစ်ကျိုးစားလောက်ကဲဆောင်ရွက်တဲ့နေရာဤပညာတာတဲ့နိုင်ငံကပို့ပြီးတော့ဖွံ့ဖြိုးသွားအဲ့တော့ဤပညာဆိုတာသိအရေးကြီးတယ်ဆိုတော့တတ္တရူပါယယဝိမန္တာယသမဏဥပါယဝိမန္တာ နိဒံကိုဆင်ញင်သုံးသပ်နိုင်မှုအဲ့ဒီနိပညာကိုရအောင်ကြိုးစားအထုတ်ပါဘယ်လုပ်ငန်းပဲဖြစ်ဖြစ်လုပ်တဲ့နိစနစ်တွေရှိတယ်အဲ့ဒီစနစ်နဲ့ကြိုးစားအထုတ်ရမယ်လို့သူတို့ဆိုတာဒါជីវတ်တုတ်တဲ့ခြင်းအကြောင်းတစ်ခုဒါရင်ပြီးလာတော့ဆိုပြီးသေးဘူးလူကလုံမကျွမ်းကျင်နေဆိုတဲ့နေရာမှာအလံကာတုံအလံတန်ဝိတာတုံ ကိုယ်တိုင်လုံနိုင်စွာလဲရှိရမယ်စီမံခန့်ခွဲနိုင်စွာလဲရှိရဂနိခေတ္တ business လို့ခေါ်ကြတာနော် business management အဲ့လိုခေါ်တဲ့ဘယ်ကိစ္စပဲဖြစ်ဖြစ်သူက management ကျန်ကျန်ချင်းချင်းစီမံဆောင်ရွက်နိုင်တယ်ဒီ တန်ဝိဒါနဆိုတာဒီကနေ့ခေတ်စကလုံးနဲ့ပြောမယ်ဆိုရင် project ပေါ့စီမံချက်လို့ဆိုအဲ့ဒီ project လို့ခေါ်စီမံချထားတဲ့ဟာတခုအလံကတုံကိုယ်တိုင်လည်းလုံနိုင်စွမ်းရှိတယ်ကိုကိုယ်တိုင်ကလုံနိုင်စွမ်းရှိတယ်ဆိုတာကိုကိုယ်တိုင်တတ်သိနားလဲတယ်အလံတန်ဝိဒါတုံဘလို့လုံးရမယ်ဆိုတာစီမံခွဲခြားနိုင်စွမ်းရှိရတယ် ဟောဒီပညာတွေကဒီကနေ့ခင်မှာဆိုပို့ပြီးတော့ကျေပြတ်လာသို့တော့အံ့ဩဖို့ကောင်းတာတော့လွန်ခဲ့တဲ့နှစ်ပေါင်း2600ကမြတ်စွာဘုရားဒီစကားကိုဒီတရားကိုဟောကြားခဲ့တာဒီကနေ့ခင်မှာပြောမယ်ဆိုရင်ခစ်လူတွေကဒီကနေ့မှာတိုးတက်လာတယ်လို့ထင်မဟုတ်ဘူးနိုင်ငံညာအနည်းပညာတွေမပေါ်ခင်လေးကမြတ်စွာဘုရားကတက်ခလိမ္မာကျွမ်းလုပ်ငန်းကျွမ်းကျင်ရမယ်ဆိုတာပြောတယ် ဥပါယဝိမန္တာဤပညာရှိရမယ်ဆိုတာပြောတယ်။အလံကတောလံတံဝိတ္တစိမံခံခွဲနိုင်စွာရှိရမယ်ဆိုတာတွေပြောရတယ်။ရောမြတ်စွာဘုရားပြောမယ်ဆိုရင်တော့မော်ရံဖြစ်တယ်လို့ပြော။မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာဒီကနေ့ခေတ်ရှေ့ပြေးနေတယ်လို့ပဲပြော။ဒီကနေ့ခေတ်ကတော့လက်ရှိအချိန်မှသူကခင့်မိတယ်တိုးတက်တယ်လို့ထင်နေကြတယ် သို့သောခမိတိုးတက်မှုတွေကိုလိုလားရင်မြတ်စွာဘုရားရဲ့အဆုံးအမစကားတွေကိုမှတ်သားနိုင်ယူကြည့်ပါမြတ်စွာဘုရားရဲ့စကားတော်တွေဟာခင့်မီနေတဲ့အရာတွေသာဖြစ်တယ်ခစ်ကြိုက်တဲ့ပုဂ္ဂိုလ်တွေအတွက် modernize ဖြစ်ဆုံးဟာမြတ်မြတ်စွာဘုရားရဲ့အဆုံးအမတရား up to date ဖြစ်တဲ့ပုံဒိတ်အောက်သွားတယ်လို့မရှိဘူးကြည့် လောကမှာအောင်မြင်ကြည်ပွားမဲ့ပုဂ္ဂိုလ်တွေအတွက်ဥထာဏတမ္ပရာလုံလဝိရိယနဲ့ပြည့်စုံရမယ်ဆိုတဲ့စကားမှာကြိုးစားတိုင်းရသလားဆိုဘယ်ရမလဲ။မလုပ်အောင်လုပ်ငန်းကျင့်ကြံမှုရှိရမယ်ကြိုးစားရုံနဲ့မရဘူးလုပ်ငန်းကျင့်ကြံရမယ်။ဟောဥပါယဝိမန္တာဤပညာကောင်းရမယ်။အလံကတုံလံတံဝိဒတံကိုယ်တိုင်လုပ်နိုင်စွာရှိစီမံခန့်ခွဲတတ်ရမယ်လို့ဆို။ ဲ့ဒါတွေခြုံရင်းသွားလို့ကတော့အောင်မြင်မှာမဟုတ်ဘူး project လို့ခေါ်တယ်စီမံကိန်းတစ်ခုမှာအဲ့ဒီအချက်တွေကအမှန်တမ်းအရေးကြီးတယ်ဆိုတာကြားလိုက်ရတဲ့ပုံကိုယ်တွေဟာတန်တော်ဖြစ်เสียပဲဘုန်းကြီးတို့ဂျာမနီသွားပြီးဗိဓမာသင်္นานပို့ချတော့ကဂျာမန်ကြီးတယောက်ကမေကွန်မေးတယ်ခဏိခိဖြစ်ပေါ်နေတဲ့ကလုံးဆိုတာ ီကိုဘွားတွေ